ဖြေထားတဲ့စကားလေးတခုရှိပါရှင်ဗျာဘောဓသာရမှန်လို့ရင်သုတောင်းခြင်းနဲ့တွန်တွဲနေရတယ်ဆိုတာအမှန်ပါပဲလားခင်ဗျာသူတောင်းခြင်းနဲ့ထွန်တွဲနေရတယ်ဆိုတာဘယ်လိုမျိုးပြောခြင်းတာအတိပ္ပယ်ဟာ တမမရှိတာအဲဆရာကြီးဥဆန့်လင်မိကြားထဲမှာတော့သူကဘယ်လိုပြောတာဆိုတော့ဖျားရှိခိုးတဲ့ခါဒီအခုဩဃာတာရှိခိုးထဲမှာပဲရှင်ဗျာဒီရပိရှိပါရန်လူမျိုး၅ပါးဆိုတာကြောက်ရွံ့လာမယ်ဒီကတ်ဆိုးတွေကိုပဲဟိုမကြောက်ရအောင်ဆူတောင်းခြင်းဆိုတာအေးအဲ့အတိတ်ပဲပဲကြောက်ရွံ့ပါလေရှင်ဗျာဒီကိုလူချင်းတက်မော်နဲ့ဒီလောဘစိတ်တွေတော့တောင်းရင်မပြည့်နိုင်ဘူးဆိုတာ ဟိုလောဘစိတ်တွေပေါ့ဥမာကိုလိုချင်တဲ့အရာတစ်ခုကိုပေါ့စွတ်တောင်းရင်ပြည့်နိုင်လားမပြည့်နိုင်လားဆိုတာတပည့်တော်သိကျင်လို့ပါရှင်ဗျာသူကစွတ်တောင်းတယ်ဆိုတာကတော့ဒီလိုနားလဲတာတော့အခြေခံအဆင့်ပေါ့နော်ဒါလူတိုင်းနားလဲလွယ်တယ်လေစွတ်တောင်း အဲဖျားရှိခိုးပြီးတော့မှလိုရာဆုတောင်းအဲ့လိုပေါ့ဘုန်းကြီးရှိခိုးပြီးတော့မှအဲ့ဒါကတော့ခလေးလေးအစားသေးတယ်ပေါ့အဲ့ဒါကတော့အခြေခံအဆင့်ပေါ့နားလေလွယ်တဲ့အဆင့်ပေါ့အများနဲ့ပတ်သက်တဲ့အဆင့်ပေါ့အဲ့တော့အများနဲ့ကတော့ဒီလိုလွယ်လွယ်ပဲသင်ရတာပေါ့အတရားထိုင်ကိုဖြစ်နေတာဖြစ်မယ်ဆိုတာမျိုးကြတော့မလွယ်တော့တရားဘယ်လိုထိုင်ရမလဲဆိုရင်ဖျားရအောင်တော်တော်ခက်သွားတယ်အဲ့တော့ဖျားရှိခိုးအဲရှိခိုးဖျားရှိခိုးရဲ့စားလဲဖျားကိုကုလိုအလုပ်ပေါ့နော်ဖျားကို ကိုယ့်ရဲ့မာမနာကိုချပြီးတော့ဘုရားကိုပူဇော်တယ်ဒါမှမဟုတ်ဆုံးကန်ရေချမ်းကန်အဲတရားထိုင်ပြီးတော့တရားနဲ့ပူဇော်ဆိုတဲ့အဆင့်ကိုဟိုခက်ခဲတဲ့အဆင့်ကိုကြတော့လူတိုင်းမလုံနိုင်တဲ့အတွက်ဘုရားလို့ဒါအလောက်ကလေးချီတာပဲဖြစ်ဖြစ်ပေါ့ထီချင်း၅ပါးနဲ့ဥချရှိခိုးတာပဲဖြစ်ဖြစ်ပေါ့ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုဘုရားရှိခိုးတာကောင်းတယ်အဲ့လိုရှိခိုးတာကုလို့ရတယ်အဲဒီကနားလဲတာကတော့ ဆရာတင်တာပါလူဆိုတာမာမာနရှိရပြီဘာလို့မှဆရာမတင်ခြင်းကိုကိုကိုပဲအဲကိုကိုကိုပဲဆရာတင်ခြင်းနဲ့စိတ်တရားရှိရပေါ့အဲအဲ့ဒီတခြားဟာဆိုရင်တော့တမျိုးပေါ့နော်ဒါဖះဆိုရင်တော့တကယ်လဲဆရာအစ်စ်ဖြစ်တဲ့အတွက်တခြားလူဆရာမတင်ဘူးဆိုရင်တော့မှတခြားလူကိုမရှိခိုးဘူးဆိုရင်တော့မှဖះရှင်ကိုတော့ရှိခိုးတင်တယ်အဲ့ဒါကြောင့်လဲဟိုရှိခိုးပူဇော် ထိုက်တဲ့ဖះရှင်ကိုတော့ရှ िख ိုးပူဇော်တဲ့အောင်တင်ပေးတာမှန်ကန်တဲ့လုပ်ရလို့တော့ဒီတော့နားလဲတယ်အဲ့တော့ရှ िख ိုးတဲ့အခါမှာလဲဖះဆိုတာကဖះဖြစ်အောင်ကျင့်နိုင်တဲ့စွမ်းရှိတဲ့အခါကျတော့တခြားလူနဲ့မတူဘူးပေါ့နော်ကိုမိပါမှာသူတို့ဖြစ်ချင်တာဖြစ်ချင်မှဖြစ်မယ်အဲဖះဆိုတာကကျတော့ဖះဖြစ်နိုင်လောက်တဲ့အထီကို ဖြစ်လဲဖြစ်ခြင်းနဲ့ဖြစ်အောင်လဲကျင့်နိုင်တဲ့စွမ်းရှိတဲ့အတွက်ဖះဆိုရင်ဖြစ်ခြင်းနာမန္တမြောက်ဖြစ်အောင်စွမ်းဆောင်နိုင်တဲ့စွမ်းရည်တတ္တိရှိပြီးသားဖြစ်တဲ့အတွက်ဖះရှင်နဲ့ပတ်သက်ပြီးတော့မှဆုတောင်းတာမျိုးပါလေဒါမှန်ကန်တယ်ပေါ့လေတကယ်လဲဒီဖះကိုတကယ်နားလဲတယ်ယုံကြည်တယ်ဆိုရင်နားမလဲမယုံကြည်ဘူးဆိုရင်တော့မှတခြားဟာတွေကိုရှ िख ိုးပြီးတော့ဆုတောင်းတာတဲ့ဟို ဘုရားရှိခိုးပြီးတော့ဆူတောင်းတာမျိုးอ่ะပို့ပြီးတော့အတိတ်ပဲရှိတယ်အဲမှန်ကန်တယ်ပေါ့အဲ့ဒီတော့မှန်ကန်တဲ့အလုပ်တစ်ခုကိုလုပ်တတ်သွားအောင်သင်ပေးတယ်လို့ဒီကတော့အဲ့လိုပဲအဲ့လိုမျိုးနားလဲတာပေါ့နော်အဲ့ဒါကြောင့်လဲခုနကလို့ဘုရားဗရမဏေဆိုရင်ဒါဆူတောင်းတဲ့အဲတွန်တွန်းနေတယ်ဆိုတာမျိုးကလဲဒါဘုရားရှင်နဲ့ပတ်သက်နေတော့တခြားကိုဆူတောင်းမဲ့အစားဘုရားနဲ့ပတ်သက်ပြီးတော့ဆူတောင်းတာမျိုးကကောင်းတယ်နောက်တစ်ခုက ကိုစုတောင်းယုံတက်တက်နဲ့တော့ရမှာမဟုတ်ဘူးပေါ့ဟိုတစ်ဖက်ကဘုရားတရားတန်ခါနဲ့ပတ်သက်တဲ့အလွယ်ဆုံးပေါ့နော်ရှ िख ိုးတယ်ဆိုတာကတော့ဒါဌာနသီလဘာဝနာထဲမှာဒါကုလကောင်းမှုလုပ်တဲ့အထဲမှာပေါ့လေအလွယ်ဆုံးလုပ်ရတဲ့အလုပ်မျိုးပေါ့အရိယာမတစ်စင်တစ်ခုခုလုပ်မယ်အဲတရားထုတ်တယ်ဆိုလို့မိမိရဲ့ခန္ဓာ၅ပါးကိုလုပ်မယ်အဲပြီးတော့မှသီလစောင့်ထိုင်မယ် အဲပြီးတော့ကမ္မထံတရားတွေပွားများထုတ်မယ်ဆိုတော့ဖျားရှင်နဲ့ပတ်သက်တဲ့ဒါနတိလဘာဝနာကုလိုတွေကိုကိုလုံနိုင်တယ်လို့ပြုလုပ်ခြင်းအဖြစ်အဲတစ်ဖက်မှာကိုဖြစ်စင်တာဖြစ်လာစေဖို့အတွက်ဒီလမ်းခင်းပေးတယ်ပေါ့နော်အစာပြုပေးတယ်ပေါ့အလွယ်ဆုံးကစမှလဲအလွယ်ဆုံးလူတိုင်းလူတိုင်းလူအများစုနဲ့ပတ်သက်ရင်တော့ဘုရားမှန်တယ်ဆိုရင်ဖျားရှိခိုးတယ်ဆိုတာဘာမှမခက်ဘူးလေဖျားကလူကျင်မှတော့လူမှာပေါ့ဒီတိလာတော့ဆောင်းကျင်မှဆောင်းမှာပေါ့ဒီလိုအလွယ်ဆုံးကို စထားတာဆိုလည်းဒါဖြစ်တဲ့အလုပ်ပေါ့နော်ဒါလုတ်တင်လုတ်ထိုက်တဲ့အလုပ်ပေါ့အဲ့လိုမျိုးနားလဲတာပေါ့အဲ့ဒီကမှတစင်းတက်ပြီးတော့ဒါနသီလဘာဝနာကြီးချင်းချာထုတ်တယ်ဆိုရင်တော့ကိုဖြစ်ရှင်တာဘာနာနဲ့မရရင်သီလပဲသီလနဲ့မရရင်ဘာဝနာပေါ့အစင်းစင်းလုတ်လိုက်တယ်ဆိုရင်တော့နောက်ဆုံးဆိုရင်တော့ကိုဖြစ်ရှင်တာတွေဖြစ်ဖို့ကမခက်ခဲဘူးပေါ့ဒီလိုလဲတာတ냐ကိုကုညီရှင်တယ်ကိုအားကိုကိုယ်မကုညီနိုင်ဘူးတရားထုတ်လိုက်တဲ့အခါကျတော့ကိုကုညီရှင်တာအထက်ကိုအများကြီးပို့ပြီးတော့ကုညီနိုင်သွားတယ် ်တရားတရားတန်ခါရဲ့စွမ်းအားပေါ့တရားအားထုတ်တဲ့အခါကျမှတရားရဲ့စွမ်းအားနဲ့မှကုညီနိုင်တာကိုယ့်အကိုဆိုရင်တော့ကိုလိုတူလိုကုညီရှင်တာပဲရှိတယ်